ာပါရှင်။အောက်တိုဘာလ18ရက်နေ့အတွက်တန်လွင်ထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြမ္မာယွင့်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြီးလဲမှာစစ်တပ်မိုင်းဆွဲခံရလို့အရသာ30နီးပါးဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်း ရွှေအယောင်းဝယ်ကိုစစ်ကောင်ဖြင့်ဘောက်ချာနဲ့သာလှုပ်ဖို့ညွှန်ကြားလိုက်တဲ့တဲ့နေနဲ့အတူစစ်တပ်စစ်တမ်းရပြန်မှတိုင်းပြည်အေးချမ်းမယ်လို့မွန်ဒေါ်လန်ရေးအဖွဲ့တွေတုံ့ပြန်လိုက်တဲ့တဲ့နေကိုပါယူဆကြရမှာပါနိုင်ငံတကာတဲ့နေမှာတော့ WFP ရန်မုံငွေပြက်လန်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာငတ်မမှုပြဿနာပုံမှန်နဲ့ရှိုင်းလာတဲ့တဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ခါစီနာကိုတည်တံချမှတ်ဖို့ကြိုးပမ်းနေတဲ့တဲ့နေနဲ့အတူ မနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။မိုးပြင်းနဲ့ဘီလင်းမြို့နယ်အလူလေးကျေးရွာမှာစစ်ကောင်ရှင်တပ်မိုင်းဆွဲတိုက်ခတ်ခံရတာကြောင့်အယက်သား30ထပ်မင်းဖမ်းဆီးစစ်ဆေးခံရပြီးဖုံအလုံး30ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါရရှင်။ ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့မနက်ပိုင်းကအလူးလေးကျေးရွာအထက်သားဆက်ယုံအနီးမှာပက်ကင်းထွက်လာတဲ့စစ်ကောင်ရှင်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုင်းမိုင်းလေးလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုင်းဆွဲတိုက်ခတ်ခံရတဲ့စစ်ကောင်ပြင်းတားအထက်သားဆက်ယုံအလုတ်သမားတွေအပါအဝင် အလူးလေးကျေးရွာဒေသခံ30ထံမင်းကိုဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။အဒီနောက်စစ်ကောင်ပြင်းတားဖမ်းဆီးထားတဲ့အရက်သားပြည်သူ30ကျော်ကိုနေတဝက်နီးပါစစ်ဆေးမေးမြန်းပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့ပေမယ့်အထက်တောင်းဆက်ရုံအနီးစားတောက်ဆိုင်ဖွင့်ထားတဲ့ကိုချမ်းမြင့်အောင်ကိုတော့ရိုက်နှက်ဖန်စီခေါ်ဆောင်သွားပါရရှင်ဒေတာကန်တွေရဲ့ပြပြချက်အရပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ပတ်သက်တယ်ဆိုရက်ဆွဆွဲကြတဲ့ရိုက်နှက်ဖန်စီခံရတဲ့ကိုချမ်းမြင့်အောင်ဟာစစ်ကောင်ရှင်တပ်ဖန်စီခေါ်ဆောင်သွားစဉ်လမ်းတော်မရှောင်းနိုင်တော့ဘူးလို့ဆိုပါတယ်ဒါပြင်စစ်ကောင်ရှင်တဟာဖန်စီခံလိုက်ရတဲ့ကိုချမ်းမြင့်အောင်ရဲ့စားတောက်ဆိုင်ကိုလည်း၃ရက်အတွင်းဖယ်ပေးဖို့ မဖယ်ပေးရင်မိရှို့မယ်လို့ချင်းချောက်သွားတာဖြစ်ပါတယ်ဘီလင်းမျိုးနဲ့အလူးလေးကျေးရွာအနီးစစ်ကောင်ပြင်တပ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်အတွင်းတက်ချက်ကြီးတဦးနဲ့တပ်သားတဦးတေဆုံးခဲ့ပြီး6ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိထားပါရဲ့ရှင်။ ကဘာရွှေဈေးနဲ့အတူပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာပြီးနောက်စစ်ကောင်ပြင်ကသူတို့ဗောက်ချာနဲ့သာရွှေအယောင်းဝယ်ပြုလုပ်ကြဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။ကဘာရွှေဈေးနဲ့အတူပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာပြီးနောက်အာဏာသိမ်းစစ်ကောင်ပြင်ကသူတို့ထုတ်တွေ့ဗောက်ချာနဲ့သာရွှေအယောင်းဝယ်ပြုလုပ်ကြဖို့ညွှန်ကြားလာတယ်လို့ရွှေလုံငန်းရှင်တွေကတန်လွင်တိုင်းကိုပြောပါဗျ။ ရှိဆိုင်တွေနေနဲ့အရင်ကမိမိတို့ဆိုင် အမှတ်သားပေါင်ချနဲ့ရောင်းဝယ်ပြုလုပ်နေရမှာအခုခါမှာတော့စစ်ကော်မရှင်လောက်ခန့်တန်ဆာတာနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမှတ်နှစ်တထုတွေးလုပ်ငန်းပေါင်ချနဲ့သာရှေ့ရောင်းဝယ်ပြုလုပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ရှေ့ရောင်းဝယ်ပြုလုပ်သူတွေဟာစစ်ကော်မရှင်ထုတ်ပေါင်ချရရှိဖို့အတွက်တထုရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်ပြီးလိုင်စင်ကြပါကသူတို့ထုတ်ပေးတဲ့ပေါင်ချကိုဝယ်ယူသုံးပြုရမှာဖြစ်ပါတယ်။ ရွှေလုံငန်းရှင်တို့ကတော့စစ်ကော်မရှင်ရဲ့ညွှန်ကြားမှုဟာရွှေစင်းလုံးထွင်းချုပ်ဖို့လှုံ့ဆော်တာဖြစ်ပေမဲ့ရွှေစင်းလုံးဟာကမ္ဘာပေါ့စည်းတိုင်းရှိတာကြောင့်ဘလို့မှထိန်းလို့ရမှာမဟုတ်ဘူးလို့တန်လွင်တိုင်းကပြောပါတယ်။သူကတော့ကမ္ဘာရွှေကြီးကအရင်မြင့်နေတော့ပြီးလို့ချင်းရွှေဆိုင်တွေကလည်းမလိမ့်တပတ်လောက်တယ်ပေါ့နော်ပြီးတော့အခွန်မဆောင်ဘူးပေါ့သူတို့အဲ့လိုယူဆရတယ်ပေါ့လေ။အဲ့တော့တို့ကဈေးနှုန်းတည်ငြိမ်ရေးအတွက်နဲ့ထိမ့်ချုပ်ဖို့အတွက်လည်းပါတယ်ပေါ့နော်ဒါပေမဲ့ထိမ့်ချုပ်လို့မရအောင်လေစီစီကိုထိမ့်ချုပ်လို့ သူတို့အဲ့ဒီလိုပုံစံမျိုးနဲ့သူတို့ထိမ့်ဆုံးလဲဆိုလို့ရှိလို့ရှင်အဲ့ဒါကအောင်မြင်မှာမဟုတ်ဘူးဒီဘောက်ချာစာအုပ်နဲ့ရွှေစည်းထိမ့်လို့မရအောင်ဒါအပြင်စစ်ကော်မရှင်ထုတ်ပေးတဲ့ဘောက်ချာနဲ့သာအယောင်းွယ်ပြုလုပ်ရမယ်လို့ဆိုပေမဲ့သူတို့သတ်မှတ်တဲ့ရင်ညွှန်းစည်းဟာဆိုရင် ကာလပေါက်စည်းတိုင်းလက်တွေ့မကျသလိုဘယ်မှမဝယ်ယူလို့မရတဲ့ဈေးနှုန်းဖြစ်တာကြောင့်ရွှေစည်းနှုန်းတွေကိုထိမ့်ချုပ်နိုင်မှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်ဈေးကွက်တွင်းမှာတော့စစ်ကော်မရှင်ထုတ်ပေးတဲ့ဘောင်ချာမှာသူတို့သတ်မှတ်တဲ့ဈေးရေးပြီး ဆိုင်ပေါင်းချမှာတော့ကာလပေါက်စေးတိုင်းရေးကရောင်းချတာရှိတယ်လို့တချို့မှောင်ကိုရောင်းချမှုတွေပါရှိလာတယ်လို့ရှေ့လုပ်ငန်းရှင်တွေကဆိုပါတယ်။စစ်ကော်မရှင်လောက်ခံတတထုရွှေရင်းညွှန်းစေးသက်မှတ်ရေးကော်မတီကစံချိန်ပြီးရွှေတကြက်သားကိုချက်59သိန်း9000သတ်မှတ်ထားပေမဲ့ပြင်ပပေါက်စေးမှာတော့88သိန်းဝန်းကျင်ထိမြင့်တက်နေတာဖြစ်ပါတယ်။ ်ပြည်နယ်အေဂျင်ရေးလက်နက်ကင်အဖွဲ့တွေတွေးဆောင်အဖြေရှာဖို့မွန်ညညရေးပါတီဥက္ကဋ္ဌပြောဆိုမှုနဲ့ပတ်သက်လို့စစ်တပ်ကပြည်သူလက်ထဲအာဏာပြန်အပ်ပြီးစစ်တမ်းရပြန်မှသာရမယ်လို့မွန်ဒေါ်လန်ရေးအဖွဲ့တွေကတုံ့ပြန်လိုက်ကြပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရဲ့ရှင်။မွန်ပြည်နယ်အေဂျင်ရေး လက်နက်ကင်ဖွဲ့တွေတွဲဆောင်အဖြေရှာဖို့မွန်ညညိုရေးပါတီဥက္ကဋ္ဌပြောဆိုမှုအပေါ်စစ်တပ်ကပြည်သူလက်ထက်အာဏာပြန်အပ်ပြီးစစ်တမ်းရပြန်မှသာရမယ်လို့မွန်တော်လိုင်းအဖွဲ့တွေကတုံ့ပြန်လိုက်ပါတယ်။မွန်ညညိုရေးပါတီဥက္ကဋ္ဌနိုင်လဝီအောင်ကမွန်ပြည်နယ်အေးချမ်းဖို့တက်ဆိုင်ရလက်နက်ကင်အဖွဲ့တွေနဲ့နိုင်ငံတော်ကတာဝန်ရှိသူတွေအချိန်ယူပြီးတွဲဆောင်ဆွေးနွေးဖို့ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာ VOM တင်းထဏာကိုဖြည့်ကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့တက်ဆိုင်ရနိုင်ငံရေးအဖွဲ့အစည်းအလုံးအကျိုးဆောင်တွေလှုပ်ပြီးဆွေးနွေးဖို့နဲ့ ြည်ရင်းပြဿနာကိုပြည်ရင်းမှာရှင်းပြီးအချင်းချင်းငင်းကုန်ဆွေးနွေးအဖြေရှာကြရင်မဖြစ်နိုင်စရာအကြောင်းရှိဘူးလို့ဆိုပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ဌာနမှနိုင်တလာနိုင်ကစက်တက်ကျူးလွန်နေတဲ့ရာဇဝဲမှုတွေကိုရပ်တန့်ဖို့လိုသလိုအာဏာကိုပြည်သူလက်ထက်အပြည့်အဝပြန်အပ်နိုင်မှသာမွန်ပြည်နယ်သားမကတနိုင်ငံလုံးအေးချမ်းမယ်လို့တာလွင်တိုင်းကိုပြောပါတယ်။မွန်ပြည်နယ်တွင်မကပါဘူးတနိုင်ငံလုံးအေးချမ်းဖို့အတွက်ဆိုလို့ရှိရင်ဒီစစ်ကောင်စီကအခုသူပြည်သူလူထုပေါ်ကျူးလွန်နေတဲ့ ဒီရာဇဝတ်မှုတွေကိုရတန်းဖို့လိုပါတယ်နောက်တစ်ခုကစစ်တပ်ကအဲကျွန်တော်တို့စစ်တမ်းလျောက်ကိုပြန်ရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကပြည်သူအာဏာကိုအဲပြည်သူလက်ထဲပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲကိုစစ်တပ်ကလုံးလို့မရပါဘူးဆိုတော့တကယ်ဟိုလိုပြောမယ်ကျွန်တော်တို့ဒီအတိုက်ခံ ပါတီတွေအကုန်လုံးပါတဲ့ဒီရွေးကောက်ပွဲပေါ့နော်အဲ့လိုဟာမျိုးပြန်ကျင်းပနိုင်ပြီးတော့ပြည်သူလူထုရဲ့လက်ထဲကို အာဏာအပြည့်အဝပြန်ပြီးတော့အနိုင်မှသာလျင်ဒီနိုင်ငံကအေးချမ်းမှာဖြစ်ပါတယ်။ရတားတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပါဝင်အမျိုးမျိုးသောစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အပေါ်ပြေဆောင်ဆွေးနွေးဖို့ပြောဆိုနေကြသူတွေဟာနိုင်ငံရေးတီလာမရှိတဲ့သူတွေလို့သူကမှတ်ချက်ပြုပါတယ်။ရွေးကောက်ပွဲမဲမတမမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာကို2021ခုနှစ်ဖေဖော်ဝါရီလတည့်ရက်နေ့မှာတည်ယူပြီးရဲ့နောက်ပိုင်း မော်နိုင်ငံအင်အားစုတွေနဲ့မွန်လူလူတွေကြားအမြင်သဘောထားတွေကွဲလဲခဲ့ကြပါတယ်။အဲ့အတွက်ကြောင့်မော်မျိုးသားလူမျိုးရေးအတွက်ဘုံရီမှန်းချက်ဖြစ်တဲ့အမျိုးသားထမ်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာချင်းကပ်ပုံကျဲမတူညီခဲ့ကြပါဘူး။မြူတာလွတ်မြောက်ရေးအတွက်နှစ်ပေါင်း80ကျော်လက်နက်ကင်တိုက်ပွဲဝင်ခဲ့တဲ့မွန်ပြစ်သက်ပါတီကအာနာသိမ့်မှုအတွင်းနိုင်ငံပြည်ထနာကိုနိုင်ငံနီလနဲ့သာတွဲဆုံဆွေးနွေးအဖြစ်ရှာဖို့ရည်တည်လာခဲ့တာပါအာနာမသိမ့်ခင်မှာမိုလူလူတွေရဲ့ထောက်ခံမှုကိုရရှိခဲ့တဲ့ မော်ညညိုရေးပါတီကလည်းစစ်ကောင်စီလက်ထက်မှာခင်းပေးတဲ့လမ်းအတိုင်းရှောက်လှမ်းဖို့ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှစ်ဦးကိုဆေးလွတ်ခဲ့ပါတယ်။ဆရာနာချက်စနစ်ကိုစန့်ကျင်တဲ့အင်အားစုတွေကတော့အာနာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအပြောင်းအလဲမှာမော်လက်နက်ကင်ဒေါ်လာရေးအခွဲတွေကိုကိုနီးကိုဟန်နဲ့တီထောင်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။နိုင်လဝီအောင်ကတော့သူနိုင်ကိုနိုင်အပြန်ကြီးကတ်နေကြမယ်ဆိုရင်ပြည်သူတွေကစိတ်မအေးသလိုလက်နက်ကင်အခွဲတွေနဲ့နိုင်ငံအတွက်လည်းမကောင်းတာကြောင့်မကြမကြတွေးဆမှုကနေတစ်ဆင့်မိတစ်ဆင့်အဖြစ်တစ်ခုရနိုင်မယ်လို့ပြောဆိုခဲ့တာပါ။ ရေးမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ WPDF ခေါင်းဆောင်ဘူရန်နိုင်ကအာနာရှင်တပ်ဆိုးရှင်အောင်သူ့ရဲ့အကျိုးစီးပွားအတွက်ပြောတာဖြစ်ပြီးစစ်တပ်ကစစ်တမ်းရပြန်မယ်ဆိုရင်ဆွေးနွေးဖို့စဉ်းစားမယ်လို့တန်လွင်တိုင်းကိုပြောပါရီစစ်တပ်ကမတရားအာဏာသိမ်းတဲ့ပေါ်ပြည်သူတွေကလက်မခံတဲ့အတွက်ပြည်သူတွေကနေတဆင့်နှွေဥတော်လန်ကြီးရဲ့စနစ်ပြောင်းလက်နက်ကင်ဒေါ်လာကြီးပေါပေါလာခဲ့တာလို့ဒေါ်လာကြီးအဖွဲ့တွေကပြောဆိုထားကြတာပါလွတ်လပ်တဲ့သူတည်တနာအဖွဲ့စည်းဖြစ်တဲ့ ISP မြန်မာရဲ့အချက်အလက်တွေအရအာနာသိမ်းပြီးနောက်ပိုင်းတနင်္ဂနွေလုံးတိုင်းတာမှာလက်နက်ကင်တပ်ဖွဲ့ပေါင်း9ထပ်မှနေပေါပေါလာခဲ့တယ်လို့သိရပါတယ် အဲ့ဒီထဲမှာ မော်လနဲ့ကရင်ဖွဲ့တွေလည်းပါဝင်ပြီးမွန်ပြည်သူတွေလိုလားတဲ့ဒန်းတူရေးနဲ့ကိုပိုင်ပြထန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်တီထောင်ရေးအတွက်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးဖြစ်ပါတယ်။ရာမြဖက်ဒရယ်အင်အားစုတဲ့ NRFF ပြောခွင့်ရနိုင်ပီတာကတော့မော်ညညရေးပါတီဥက္ကဋ္ဌကတွိတ်ဆုံဆွေးနွေးဖို့ပြောဆိုခဲ့မှုဟာမော်တမျိုးသားလုံးကိုလွှမ်းခြုံပြီးကိုစားမပြုနိုင်တယ်လို့မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးလို့ပြောပါတယ် ကနဒါငင်းညာမှုအတွက်စစ်ဖက်နာကိုထူထောင်ဝင်ရမယ်ဆိုတဲ့ဟာကကျွန်တော်တို့လက်ရှိနူတော်လိုင်းရဲ့ option တခုမဟုတ်ဘူးပေါ့လေဆိုတော့လက်ရှိပြည်သူတော်လိုင်းမှာကျွန်တော်တို့အဓိကလိုလားချက်ကဆရာနာရှင်စနစ်ပြုတ်ကြဖို့ Federal Democracy ပြည်အောင်စုပေါ်ပေါ်ဆောင်မှုဆိုတဲ့အခြေအနေဖြစ်တယ်ပေါ့လေဆိုတဲ့အခါကျတော့ဟိုဒီအခြေအနေမှာအသူ့ရဲ့ပြောဆိုချက်ကတော့ဟိုမှန်ကန်တဲ့လမ်းကြောင်းမဟုတ်လို့ပဲပြောပြစီဟုတ်ပါ လက်ရှိမှာတော့မော်လနှက်ကင်အဖွဲ့တွေကဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ဒေါ်လာနေကြပြီးတစ်ဖက်ကအပြစ်ရထိုးထားတဲ့မော်ပြစ်တဲ့ပါတီကတွဲဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ဆက်လက်လျှောက်လှမ်းနေပါတယ်။ဒါအပြင်မော်နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့မော်ညညရေးပါတီနဲ့မော်တိုးတက်ရေးပါတီတို့ဟာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာမော်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မော်ပြည်နယ်အတွင်းလှုပ်ရှားနေကြတဲ့မော်လနှက်ကင်ဒေါ်လာရေးအဖွဲ့တွေအပါအဝင်ဒေသအခြေစိုက် PDF နဲ့တခြားသောမဟာမိတ်တပ်တွေကတော့သူတို့ထိ ंछ ုပ်လှုပ်ရှားနေပြီအတွက်ရွေးကောက်ပွဲချစ်ပခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားကြတာပါရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့နိုင်ငံပါတီတွေနဲ့လူပုဂ္ဂိုလ်တွေဟာ2008ဖွဲ့စည်းပုံခြေကဥပဒေကိုပြန်လည်အသက်သွင်းပြီးစစ်အာဏာရှင်ကိုတတ်ဆိုးရှည်အောင်ပြုလုပ်တဲ့ဖွဲ့စည်းပုံကိုအဖြစ်သတ်မှတ်မယ်လို့ရာမြမော်တက်တော်ကအသိပေးထားပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ WFP ရန်မုံငွေပြတ်လန့်မှုကြောင့်ကမ္ဘာလုံးဆိုင်ရာငမ်းမှုမှုပြဿနာပုံမနဲ့ဆိုင်လာနေပါတယ်။ဒီအကြောင်းကိုတော့အဘဘက်ကတင်ဆက်ပေးထားပါရရှင်။ထိတ်တန်အလှရှင်တွေရဲ့ရန်မုံငွေကြီးကြီးမားမား short ချလိုက်တဲ့ရလဒ်ကြောင့်လူပေါင်း14တန်ပြပြင်းထန်ထန်ဆားလောင်ငမ်းမွတ်နိုင်တဲ့အနေရရှိနေတယ်လို့ကုလသမဂ္ဂရဲ့ကမ္ဘာစားနပ်ရိက္ခာစီမံကိန်း WFP ကတတိပေးလိုက်ပါတယ်။ အစဉ်အလာအရကုလသမဂ္ဂမှာရမုံငွေအများဆုံးရရှိနေတဲ့ WFP ရဲ့ရမုံငွေဟာအခုနှစ်မှာ40ရာခိုင်နှုန်းရောကျမှာဖြစ်ပြီးသူတို့ရဲ့ဘတ်ဂျက်ကိုဒေါ်လာ6.4ဘီလီယံသို့လျှော့ချထားပါတယ်။ American ဟာ WFP အတွက်ရမုံငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံအဖြစ်ဆက်ရှိနေပေမဲ့တမရဒေါ်နယ်ထရန့်အစိုးရလက်ထက်ပြည်ပရမုံငွေများလျှော့ချမှုတစ်စိတ်တစ်ပိုင်းအနေနဲ့သူတို့ရဲ့ထည့်ဝင်ငွေကိုဒေါ်လာ3ဘီလီယံနီးပါးလျှော့ချထားပါတယ်။ တခြားအထူးနိုင်ငံတွေကလည်းအလှငွေထည့်ဝင်မှုတွေလျှော့ချထားကြပါတယ်။မိမိတို့ရဲ့စားနပ်ရိက္ခာအကူအညီလျှော့ချမှုကြောင့်အာဖဂန်နစ္စတန်၊ကွန်ဂိုပြည်ထောင်စု၊ဟေတီ၊ဆိုမာလီယာ၊တောင်ဆူဒန်နဲ့ဆူဒန်နိုင်ငံရှိလူပေါင်း73ဒသမ8တန်းဟာစားလောင်ငတ်မမှုပြဿနာကြောင့်နေရာကနေအရေးပေါ်အခြေအနေတို့ရောက်ရှိသွားနိုင်တယ်လို့ WFP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဆာလောင်ငမမှုကိုနိုင်ငံတကာရဲ့တိုင်းတာမှုမှာအဆင့်၅ဆင့်ရှိပြီးအဲ့ဒီအရေးပေါ်အဆင့်ဟာအငတ်ဘေးစိုက်ကြောင်ကျင်ညာတဲ့အခြေအနေရောက်ဖို့တဆင့်နဲ့ပဲလိုပါတော့တယ်။ဆောင်းရာသီဝင်ရောက်လာတော့မယ့်အချိန်အာဖဂန်နစ္စတန်မှာလိုအပ်နေတဲ့သူတွေစီစာနယ်ဟိခါရောက်ရှိမှုက၁၀ရာခိုင်နှုန်းအောက်ပဲရှိတော့တယ်လို့ကမ္ဘာစာနယ်ဟိခါအေဂျင်စီကပြောပါတယ်။ ဆူဒန်နဲ့စစ်ပွဲနှစ်နှစ်ကြာဖြစ်ပွားခဲ့တဲ့ဂါဇာမှာအငံပေးစိုက်နေပြီဖြစ်ကြောင်းကြေညာထားရပြီဖြစ်တယ်လို့ WFP ကပြောပါတယ်။အင်ဒိုနီးရှား၊ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့အပါအဝင်အာရှရဲ့ထိပ်တန်းစားနပ်ရိက္ခာတင်ပို့တဲ့နိုင်ငံတွေမှာလည်းစာလောင်ငတ်မှမှုအာဟာရချို့တက်မှုပြဿနာတွေကိုအခက်ကြုံနေရပါတယ်။ကမ္ဘာပေါ်မှာစားနပ်ရိက္ခာအများဆုံးတင်ပို့တဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့အိန္ဒိယမှာအာဟာရချို့တက်နေသူ182တန်းလောက်ရှိနေပြီဖြစ်ပါတယ်။အိန္ဒိယမှာကလေးငယ်တွေကြားအာဟာရချို့တက်မှုဟာကမ္ဘာမှာအများဆုံးဖြစ်ပါတယ်။ ကမ္ဘာမှာဆန်အများဆုံးတင်ပို့တဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့အထိုင်းမှာလူပေါင်း6တန်းလောက်စာလောင်ငန်းမွန်နေပါတယ်။ဆန်နေရင်ခါတင်ပို့တဲ့နိုင်ငံတွေဟာပြည်ပကိုပို့ရင်အမျက်ဆုံးများရရှိနေပြီးထုတ်လုပ်သူတွေကပြည်ပဈေးကွက်အတွက်ဦးစားပေးထုတ်လုပ်နေရကြောင်းပြည်တွင်းမှာလူအများတက်နိုင်တဲ့ဈေးနဲ့ရောင်းမေးဖို့အာမမခံနိုင်ဖြစ်နေပါတယ်။ဒါကြောင့်ပြည်တွင်းထောက်ပံ့မှုမလုံလောက်ဖြစ်လာပြီးဈေးနှုန်းတွေမြင့်တက်လာတာကြောင့်အစ်စ်ထုတ်လုပ်တဲ့ဆန်နေရင်ခါတွေဟာလူအများကြီးအတွက်ဝယ်ယူဖို့မတက်နိုင်ဖြစ်လာနေရဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေခ်ခါစီနာကိုတေးတန်ချမှတ်ဖို့ကြိုးပမ်းနေပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်ရှင်။ဝင်ကြီးချုပ်ရှိတ်ခါစီနာကိုယာတုကပြုတ်ကျစေခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေကိုဆူဆူရွရနှင်းနှင်းမှုနဲ့ပတ်သက်လို့သူ့ကိုတည်ရန်ချမှတ်ပေးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရရှေ့နေတွေကတောင်းဆိုလိုက်ပါတယ်။အိန္ဒိယသို့ထွက်ပြေးသွားတဲ့ဟာစီနာဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်မျက်ကွယ်မှာစစ်ဆေးခံနေရပါတယ်။ပေါက်ကြားလာတဲ့အသံဖိုင်တစ်ခုမှာဟာစီနာကဆန္ဒပြသူတွေကို တေးစီနိုင်တဲ့လက်လက်တွေတုံးပြီးနှိမ်နှင်းဖို့ညွှန်ကြားခဲ့တာတွေ့ရပေမဲ့သူကဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်။ဟာစီနာရဲ့15နှစ်ကြာအုပ်ချုပ်မှုကိုဆုံးသက်စေခဲ့တဲ့သတင်းပတ်များစွာကြားဆန္ဒပြပွဲတွေအတွင်းလူပေါင်း1400ထိတည်ဆုံခဲ့ရပါတယ်။အဲ့ဒါဟာ1982ခုနှစ်ကဘင်္ဂလားဒေ့ရှ်ရဲ့လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်းအစိုးရဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။ဟာစီနာအနေနဲ့တေတန်1400နဲ့ထိုက်တန်တယ်လို့ဘင်္ဂလားဒေ့ရှ်ဆွေရရှိနေကြုံတာကျူအစ္စလာမ်ကပြောပါတယ် အဲ့လိုချမှတ်ဖို့ကလူသားမဆန်တဲ့အတွက်ဟာစီနာကိုအ ਨੇ ဆုံးတေတန်တစ်ကြိမ်ချမှတ်ပေးဖို့မိမိတို့တောင်းဆိုနေတာဖြစ်တယ်လို့သူကပြောပါတယ်။ဟာစီနာကသူ့ကိုယ်တိုင်နဲ့သူ့မိသားစုအတွက်အာနာကိုထာဝရဆုပ်ကိုင်ထားဖို့ရည်ရွယ်ခဲ့တာဖြစ်တယ်လို့အစိုးရရှင်နေချုပ်အစ္စလာမ်ကတရားရုံးမှာအောက်တိုဘာ16ရက်ကပြောလိုက်တာပါ1982ခုနှစ်လွတ်လပ်ရေးစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့သူတွေရဲ့ဆွေမျိုးသားချင်းတွေအတွက် အစိုးရလုတ်ကင်ခွဲတန်းထားရှိမှုကို2024ဇွန်လကစတင်ဆန္ဒပြခဲ့ကြတာဖြစ်ပေမဲ့မကြခင်မှာပဲဟာစီနာကိုဖျောက်ချရေးအရာမဆန္ဒပြပွဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဩဂုတ်9ရက်မှာတော့အစိုးရဆုံးဖြစ်ရတဲ့ချုပ်ဖြစ်ပွားခဲ့ပြီးတော့ဒါကာမြို့မှာရှိတဲ့နေအိမ်ကိုဆန္ဒပြသူတွေဝင်ရောက်မစီးနှင်းခင်ဟာစီနာဟာရဟတ်ရင်နဲ့ထွက်ပြေးသွားခဲ့ရပါတယ်။ဟာစီနာအတွက်အစိုးရခန့်ထားတဲ့ရှစ်နေကဆန္ဒပြသူတွေအကြမ်းဖက်တာကြောင့်ရဲတပ်ဖွဲ့ကမဖြစ်မနေပြစ်ခတ်ခဲ့ရတာဖြစ်တယ်လို့စောရကတက်ခဲ့ပါတယ်။ ဟာစင်နာရဲ့မှုကိုသူ့ရဲ့ပြည်ထောင်ဝင်ကြီးဟောင်းကမ်ကမယ်ရဲချုပ်ဟောင်းအဗ်ဒူလာအယ်မမွန်တို့ရဲ့မှုတွေနဲ့အတူဆက်စဲနေတာဖြစ်ပါတယ်။အဗ်ဒူလာအယ်မမွန်ကအပြစ်ရှိကြောင်းဇူလိုင်လကထွက်ဆိုခဲ့ပေမဲ့သူ့ကိုပြစ်ဒဏ်မချရသေးပါဘူး။ပုံအောင်နေတဲ့ကမ်ကမယ်ကိုလည်းတည်ရန်ချမှတ်ဖို့အစိုးရရှိနေတွေကကြိုးပမ်းနေကြပါတယ်။ဘင်္ဂလားဒေ့ရှ်မှာလာမယ့်နှစ်ဖေဖော်ဝါရီတွင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားပြီးဟာစီနာရဲ့ပြိုင်ဘက် BNP ပါတီအနိုင်ရဖို့ရည်မှန်းစားနေပါသည်။ ဟာစီနာရဲ့အဝါမီလီပါတီကတော့ရွေးကောက်ပွဲဝင်ခွင့်အပါအဝင်နိုင်ငံရေးလှုပ်ရှားမှုအားလုံးတားမြစ်ခံထားရပါတယ်။မနက်ဖြန်အောက်တိုဘာလ18ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွက်ချက်တွေအရမြန်မာနိုင်ငံတဝန်းလုံးမှာတိမ်အထင်းထက်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ကံယူရန်ဒေတာတချို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ပြန်အတွက်ခန့်မှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ပင်ဂလာပင်လယ်အော်တို့မှာတိမ်အထင်းထက်မှာတိမ်ထူထက်နိုင်ပြီးမုတ်တုံလီအားအနည်းငယ်ရှိနေပါတယ်။တနင်္လာရီကံယူရန်ရခိုင်ကံယူရန်မြဝကျွန်းပေါ်ဒေတာတွေနဲ့မုတ်တမခွေပတ်တို့မှာ လေဟာအရှိဘက်ကနေတနအိ30မိုင်မှ minus 30ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်သင်ရှိနေပါတယ်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရွက်ခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်ရှင်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖမ်းမြို့နဲ့တဝယ်မြို့တို့မှာ33ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။မြန်မာပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုလီဝဒအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ winidor.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။ တောင်လိန်တိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတောင်လိန်တိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိန်တိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်